အမရင်းကိုအတင်းကနေချက်ချင်းထွက်စေချင်နေတဲ့ United ကစားမ9ဦး။ United ကပြီးခဲ့တဲ့နှစ်ကပရီးမီးယားလိအစတင်တည်ထောင်ပြီးနောက်ပိုင်းအဆိုးအဆုံးရာသီကိုရင်ဆိုင်ခဲ့ရပြီးတဲ့နောက်တရားဒီမှာနေပြရဲ့ကစားဟန်နဲ့ကိုပိုင်ကစားမတွေနဲ့အတူအခြေအနေကိုပြောင်းလဲလိမ့်မယ်လို့ပရိသတ်တွေကမျှော်လင့်ခဲ့ကြပါရင်ဒါပေမဲ့အင်မော်ရင်ကပရီးမီးယားလိမှာလှုပ်ထုတ်ခံရဖို့ရည်မှန်းစားဆုံးနေပြအတူဖြစ်နေတာကြောင့်သူကယူနိုက်တက်ကနေထွက်ခွာစေချင်နေတဲ့မန်ယူကစားမ9ဦးကိုဖော်ပြပေးသွားပါမယ်။နံပါတ်5မှာကာရာဖို့ ရန်ဖော်လည်းရှိမှာဘိုင်စနာကိုငါးသွားကစားနေပြီးချိန်ဆမျှနေပေမဲ့စာချုပ်ရရာသီကော်မာယူနိုက်တက်ကိုပြန်လာရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီပြအမော်ရီယာရက်ဖို့ကိုလုံးဝမျက်နှာတောင်မပေးတာကြောင့်သူ့ရဲ့အနာဂတ်အမေးများဖြစ်နေပါတယ်။ဒီပြအပြောင်းလဲဖြစ်ခဲ့ရင်ရက်ဖို့ဟာအတင်းနဲ့တန်ရုံးစင်ကြီးမှသူဖြစ်တာကြောင့်သူ့ကိုယုံကြည်တဲ့ဒီပြတက်လာအောင်မှမိုင်းမှာပျော်ပျော်ရွှင်ဆက်လက်ကစားဖို့အတွက်ခင်ရင်းများစွာရှိပါတယ်။နံပါတ်၄ဘလူးနိုဖာနက်ဘလူးနိုကလည်းရှိမှာပုံမှန်ပွဲကစားနေရပေမဲ့အမော်ရီယာစနစ်ကြောင့်သူ့ရဲ့နံပါတ်၁၀နေရာအထက်အများကြီးပိုတီးဖြစ်တဲ့ကွင်းလယ်မှာကစားနေရတာကိုတွေ့ရပါတယ်။ဒီလိုနေရာပြောင်းလဲကစားရမှုကြောင့်သူ့ရဲ့ခြေစွမ်းဟာတိတိတသားကျဆင်းသွားခဲ့ရပါတယ်။ ယူနိုက်တက်ကောင်ဒီပြားအသင်းဝင်ရောက်လာပါကဘရူနိုကိုသူနဲ့တင်းလျော်တဲ့နံပါတ်10နေရာကိုပြန်လည်ပို့ဆောင်ပေးနိုင်ပြီးသူကအကောင်းဆုံးပုံစံကိုမကြားမီမှာပြန်လည်ရရှိလာဖို့တရားကြောက်ရှိပါရင်နံပါတ်3လုရှော့လုရှော့ဟာနေပြားရဲ့နေပြားအပိုင်းချင်းကပ်ပုံနေအကြောင်းဒုက္ခရောက်နေကစားမတူပါသူကဘယ်နောက်ခံလို့ဆစ်ဆစ်ဖြစ်ပေမဲ့အမရင်းရဲ့ကစားကွက်အရာ ဝင်းပတ်ဓမ္မမုတ်ဘိုကန်ဆက်မှာကစားခဲ့ရပြီးဘယ်နေရာမှမအသားမချခဲ့ပါဘူးအသက်30ရှိပြီဖြစ်တဲ့ရှော့ဟာသူနဲ့မကိုက်ညီတဲ့နေရာတွေမှာအချိန်နဲ့ပုံပေါ်ဖြုံးတိလို့မရတော့ပါဘူးနေပြားပြောင်းလဲဖြစ်ခဲ့ရင်သူ့ရဲ့သဘာဝနေရာမှာပြန်ကစားရမှာဖြစ်ပြီးသူ့ရဲ့ခြေစွမ်းလည်းပြန်လဲတိုးတက်လာမှာဖြစ်ပါရင် နံပါတ်၄ကော်မီမိုင်းတို့ကော်မီမိုင်းတို့ဟာနိမ့်ပြအမော်ရင်သဘောကျပုံမရတဲ့ကစားမှတူပါပဲ။အရစ်တန်လက်ထက်မှာခြေစွမ်းပြခဲ့သူဖြစ်ပေမဲ့အမော်ရင်လက်ထက်မှာသူ့ရဲ့အသင်းမှာအခန်းကဏ္ဍကတည်တသာကြာဆင်းသွားခဲ့ပါရင်သူဟာအသင်းရဲ့ပြင်ပကိုရောက်ရှိနေပြီးအသင်းကနေထွက်ခွာဖို့တတိယနေပါထွက်ပေါ်နေခဲ့ပါရင်မိုင်းတို့ဟာအနာဂတ်ကောင်းတစ်ခုရှိနေပြီးအမော်ရင်ထွက်သွားတာနဲ့တမန်တဲ့အသင်းအတွက်သူ့ရဲ့အရေးပါမှုဟာလုံးဝပြန်လည်မြင့်တက်လာပြီးကစားချိန်ပုံမရရှိလာမှာပဲဖြစ်ပါရင်နံပါတ်၄အာမက်တီယာလို့ ီအားလုံးကလည်းမိုင်းနူးလိုပဲလားလာကောင်းတွေကိုပြသခဲ့ပေမဲ့နေရာမှာကစားခိုင်းခံရမှုတွေကြောင့်ယုံကန်နေရပါတယ်သူကတောင်ပိုင်းကစားမဖြစ်ပေမဲ့ MNL အောက်မှာဘိုးတိုင်းစင်ကွင်းလဲဒါမှမဟုတ်ညာကွင်းလဲမှာကစားခိုင်းခံရပြီးခြေစွမ်းထိခိုက်ခဲ့ပါတယ်နေပြပြောင်းလဲဖြစ်ခဲ့ရင်ဒီအားလုံးကရှောင်းနဲ့ဘရူနိုလိုလိုပဲသူရဲ့အားသာတဲ့နေရာတွေမှာပြန်လဲကစားခွင့်ရရှိမှာဖြစ်ပြီးကွင်းထဲကခြေစွမ်းဟာတိတိတသာတွေ့တက်လာမှာတေးကြပါမယ်